မင်းလေးပြည်သူတို့အနေနဲ့တမတော်မိသားစုကိုဝေဖန်နေတဲ့ပုံမှာအခုလိုတုံ့ပြန်လိုက်တဲ့မင်းသမီးကြီးဦးဝင်းပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ်လိုင်ဘရီကနေပြန်လဲကြိုဆိုလိုက်ပါတယ် အနုပညာရှင်မင်းသားမင်းသမီးတွေကအမြဲတမ်းလိုဝေဖန်ပြစ်တင်မှုတွေကိုခံစားနေရပါတယ်။သဘောကျတဲ့သူတွေကအားပေးကြသလိုမနာလိုကျတဲ့သူတွေကလည်းဝေဖန်တတ်ကြပါတယ်။ဒါပေမဲ့သူတို့ကိုဝေဖန်ရုံသာမကသူတို့ရဲ့ချစ်လစွာသောရင်သွေးငယ်လေးတွေကိုပါဝေဖန်လာတဲ့အခါမှာတော့ဘယ်အနုပညာရှင်မင်းသားမင်းသမီးကမှသဘောမကျကြပါဘူး။အခုလည်းစေကျော်သက်အွယ်လေးပဲရှိသေးတဲ့သမီးလေးပြည်သူတို့ရာကိုမဟုတ်မမှန်ဝေဖန်ပြောဆိုနေခဲ့ကြပြီးတော့တရင်အမားတွေဖြန့်နေကြတဲ့အတွက်မင်းသမီးကြီးဥဝဲကတော့အခုလိုထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ မင်းသမီးကြီးဦးဝဲနဲ့မင်းသားကြီးပြည်တီဦးတို့မိသားစုကလူရီရှိကိုတိတ်ထွက်လေမရှိပဲတိတ်ဆိတ်စွာနဲ့အေးဆေးစွာနေထိုင်လေးရှိရသူပဲဖြစ်ပါတယ်။အနှုပညာအလုပ်တွေမလုပ်တော့တာလဲကြာပြီဖြစ်တာကြောင့်ပရိသတ်တွေကလည်းလွမ်းနေကြပါတယ်။အခုတော့သူတို့မိသားစုလေးကငလင်ဘေးတင်ပြည်သူတွေကိုလူဒန်းကုသိုလ်ယူခြင်းနဲ့အတွက်မန္တလေးဒေသတစ်ဝိုက်မှာလူဒန်းမှုတွေကိုလိုက်လံပြုလုပ်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုမျိုးလူတန်းကုသိုလ်ယူတဲ့အချိန်မှာတကယ့်ကိုမှအကျိုးရှိစွာနဲ့ပြည်သူရဲ့လက်ထဲကိုအမှန်တကယ်ရောက်ရှိအောင်လို့သူတို့ကိုယ်တိုင်တေချာစွာနဲ့လူတန်းနေရဖြစ်ပါတယ်။ပရိသတ်တွေနဲ့ဝေးကွာနေရကြပြီဖြစ်တဲ့အခုလိုကိုယ်တိုင်လာရောက်လူတန်းတဲ့အခါမှာအားလုံးကလည်းဝမ်းသာနေကြပါတယ်။ဒီလိုမျိုးလူတန်းတဲ့အချိန်တမိလေးပြည်သူတို့ရောကိုလည်းပရိသတ်တွေနဲ့ရင်းနှီးစေဖို့အတွက်လူတွေရှိကိုခေါ်ထုတ်လာခဲ့ရဖြစ်ပါတယ်။သမီးလေးကလည်းငယ်စဉ်ကလေးကအိမ်မှာပဲတိတ်ဆိတ်စွာနဲ့နေထိုင်ခဲ့သူဖြစ်ပြီးတော့ပရိသတ်တွေအများကြီးနဲ့လည်းတွေ့ဆုံဘူးခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်ဒီလောက်လူအများကြီးကိုတွေ့လိုက်ရတဲ့အခါမှာတော်တော်လေးကိုရှက်ကြောက်နေကြတာဖြစ်ပါတယ်။ပြည်သက်တွေကတော့သူတို့ချစ်ရတဲ့မင်းသားနဲ့မင်းသမီးကြီးရဲ့ရင်သွေးလေးဆိုပြီးအားပေးလိုက်ကြတာကဝော့ဝော့ကွဲပါပဲ။ပြည်သက်တွေကဓာတ်ပုံတွေဝိုင်းရိုက်နှုတ်ဆက်စကားတွေပြော။ဟိုဒီဒီနဲ့အားပေးလိုက်ကြတဲ့ပုံစံတွေကိုကြည့်ပြီးတမီးလေးပြည်သူတို့ကပို့ပြီးတော့ရှက်ကြောက်နေရပါတယ်။ဒါကြောင့်မျက်လုံးလေးကလေးကလေးနဲ့ဟိုဒီဒီကြည့်ပြီးဘာလို့လုံးလုံးရမှန်းမသိဖြစ်နေခဲ့ရှာပါတယ်။ဒါကိုမနာလိုဝေဖန်ခြင်းတဲ့သူတွေကတော့တမီးလေးပြည်သူတို့ရဲ့မျက်လုံးအကြည့်တွေကထူးဆန်းတယ်လို့ပြောတာ ါရောဟိုဒီဒီလျှောက်ပြောတာရောနှီးမျိုးစုံနဲ့ဝေဖန်နေကြတာဖြစ်ပါတယ်အခုမှအသက်၁၄နှစ်အရွယ်သာရှိသေးတဲ့ကလေးလေးဆိုတာကိုသတိထားမိပုံမပေါ်ပင်အားရပါရကိုပြင်းထန်စွာနဲ့ဝေဖန်နေခဲ့ကြပါတယ်မင်းသမီးကြီးဦးဝဲနဲ့မင်းသားကြီးပြည်သူတို့ကလည်းသူတို့ကိုဝေဖန်ရင်သာတီးခတ်နိုင်ပေမဲ့သမီးလေးကိုဝေဖန်လာတဲ့အခါမှာအခုလိုမျိုးပြတ်သားစွာတုံ့ပြန်လာခဲ့ပါတယ် ။တမင်းလေးပြင်သူတို့ကအခုမှကလေးလေးပဲရှိပါသေးတယ်။လူတွေရှိကိုလည်းတိတ်ပြီးတော့မထွက်ခဲ့ဘူးပဲ။အခုလိုလူအများကြီးကင်မရာအများကြီးကိုမြင်လိုက်ရတဲ့အခါမှာမျက်လုံးလေးကလေးကလေးဖြစ်သွားခဲ့ရပါ။ ဒါကိုဝေဖန်ပြစ်တင်နေစရာမဟုတ်တဲ့အကြောင်းတမီလီနဲ့ပတ်သက်ပြီးတရင်အမားတွေရှောက်ပြန်နေကြတဲ့သူတွေကိုတရားစွဲဆိုမှုတွေပါပြစ်လို့သွားမယ့်အကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ယူသားအေးစင်းစွာနဲ့နေထိုင်နေကြတဲ့မိသားစုတွေဖြစ်တဲ့အတွက်ဆိုရှယ်မီဒီယာမှာမဟုတ်မမှန်သတင်းဖြန့်ပြီးဝေဖန်နေကြတဲ့အပေါ်မှာအခုလိုပြက်သားစွာနဲ့တုံ့ပြန်ပြောဆိုလာခဲ့ရပါ။သူတို့မိသားစုကဘယ်သူ့ကိုမှလည်းဒုက္ခမပေးဘဲအနုပညာအလုပ်တွေကိုလည်းမလုပ်တော့ဘဲနဲ့တိတ်ဆိတ်စွာနဲ့နေထိုင်နေခဲ့ကြပါတယ်။ဒါကိုတောင်မှကလေးကိုပါမချန်ဝေဖန်မှုတွေပြုလုပ်နေခဲ့ရတာကတော့တော်တော်လေးကို ိတ်ပြတ်စရာကောင်းပါရင်တမီးလေးပြည်သူတွေကအနုပညာအလုပ်တွေကိုသာဝါသနာပါရင်မင်းသမီးတလပြည့်ရှောင်းလန်းခိုင်းဖို့တစင်စားထားပေမဲ့အခုလိုဝေဖန်လေးကနေကြတဲ့လူတွေကြားထဲမှာတမီးလေးအဆင်ပြေပါမလားဆိုပြီးတော့စိုးရိမ်နေရရှာပါတယ်ပရိသတ်ကြီးတို့ရောအခုလိုမျိုးအရွယ်မြောက်သေးတဲ့တမီးလေးပြည်သူတွေကမဟုတ်မမှန်ဝေဖန်နေကြတဲ့ကိစ္စတွေပေါ်မှာဘယ်လိုမျိုးထင်မြင်မိပါသလဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်